Hello အလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆရာကျွန်တော်တို့ Breaking News ဖြစ် Matthias Cunha ကို Manchester United ကအပြည့်သက်ခေါ်ယူနိုင်ခဲ့ပြီဆိုပြီးတော့ official ကြေညာခဲ့ပြီဖြစ်တယ်လို့တခြားနောက်ဆုံးရထားတဲ့ဒီနေ့ညနဲ့ပတ်သက်တဲ့ Manchester United အပြောင်းရွှေ့နဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်ပြောသွားမယ်ပေါ့လေမင်္ဂလာပါမင်္ဂလာပါဆိုတော့ဒီသတင်းကိုကျွန်တော်တို့စောင့်နေတာပေါ့လေနော်ကွန်ညာနဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်စောင့်နေတာရက်ကလည်းကျွန်တော်ကြားနေပြီဆိုတော့အတင်းရဲ့ဘက်ကတော့ပထမဆုံးဒီနွေရာသီရဲ့အပြောင်းရွှေ့ကိုကျွန်တော်ခေါ်ယူနိုင်ခဲ့ပြီ တော့ဒီဒီတရင်နေနဲ့ပတ်သက်လို့အရင်ဆုံးပြောကြည့်အောင်ပါဆိုတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့အားလုံးသိတယ်မဲ့ဒါကွန်ညာရဲ့အပြောင်းအရွှေ့ပေါ့လေ Manchester United ကကွန်ညာကိုအပြည့်အစုံခေါ်ယူနိုင်ခဲ့ပြီဆိုပြီးတော့ official ကြေညာခဲ့တယ်ကြေညာပြီးတဲ့နောက်မှာပဲ Manchester United ဟာကွန်ညာကို9နှစ်စာချုပ်တက်တန်းအပြင်နောက်ထပ်တစ်နှစ်တက်တန်းတူးခွင့်နဲ့ပါခေါ်ယူနိုင်ခဲ့ခြင်းဖြစ်တယ်ပေါ့နော်ကွန်ညာကနိုင်ငံပွဲစဉ်တွေအပြီးပြန်လာတာနဲ့ဗီဇာကိစ္စတွေအပါအဝင်မှတ်ပုံတင်ခြင်းကိစ္စတွေကို ်ပြီးစီအောင်လှုပ်ဆောင်မှာဖြစ်တယ်ဆိုပြီးတော့ဒီ Athletic ကနေပြီးတော့ကျွန်တော်က report ကျွန်တော်လှုပ်ထားတယ်เนาะဆိုတော့ပြီးခဲ့တဲ့ရာသီကလေးကစပြီးတော့ရေတွက်မယ်ဆိုရင်ကွန်ညာဟာဥရောပထိပ်တန်းလိ5ခုမှာတခြားဘရာဇီးကစားမအကုန်လုံးထွက်ပူပြီးတော့ League ပို့ပြီးတော့တွင်းထားနိုင်နေပေါ့ကွန်ညာဟာ League 28တိုးတွင်းထားပြီးတော့ဘောနော်ဗာလေဗီနီရှင်းနဲ့ရာဖင်ညာတို့ကဒုတိယတတိယနေရာမှာအသီးသီးရက်တည်နေကြတယ်ဘောနော်ဘူပန်ဟန်တန်တင်းတွက် ကစားရင်းနဲ့တော့မှကွန်ညာဟာအဆိုပါကစားမနှစ်ယောက်တည်းဂိုးပူသွင်းနိုင်ခဲ့ရဆိုပြီးတော့ကျွန်တော်တို့ဒါ data တွေကဖော်ပြနေတယ်ဒါကတော့ကျွန်တော်ထားပါတော့ဆိုတော့ Matthias ကွန်ညာကို9နှစ်စာချုပ် plus 1နှစ်စာချုပ်နဲ့1နှစ်တန်တူဝင်နဲ့အသင်းဟာတရဝင်ခေါ်ယူနိုင်ခဲ့ပြီဒါဟာအသင်းအတွက်အများကြီးကောင်းတဲ့အရာပါကျွန်တော်တို့ Champions League ဝင်ခွင့်တွေလည်းကျွန်တော်မရဘူးပြီးခဲ့တဲ့ရာသီကလည်းအဆင့်15နဲ့တင်ຢາດີຕင်းခဲ့ရတယ်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာတကယ်ကောင်းတဲ့ကစားမားတွေကိုအမှန်ကန်ခေါ်ယူနိုင်ဖို့ဆိုတာဟာအသင်းအတွက် လို့ပြောမလဲအင်မတန်ခဲရင်နေတဲ့အချိန်လီယန်ဒီလက်ပတူဘာလို့ကိုလဲကျွန်တော်တို့ကခေါ်ယူဖို့ကြိုးပမ်းနေတာဘလို့မှအဆင်မပြေပဲနဲ့သူများအသင်းထံကိုရီကိုကြော်ပြီးတော့ကျွန်တော်ရွေးသွားတယ်ဒီလိုနေရာမျိုးမှာကိုရီကကစားမ quality ပြည့်တဲ့ကစားမတွေကိုခေါ်ဖို့အတွက်အင်မတန်ခဲရင်နေတဲ့အချိန်မှာကွန်ညာလိုမျိုးလက်ရှိဥရောပမှာ အကောင်ဆုံးကစားသမားတွေကတယောက်လက်ရှိပရီးမီးယားလိမှာအကောင်ဆုံးကစားသမားတွေကတယောက်ကိုခေါ်ယူနိုင်ခဲ့ပြီ ဒါလောက်ထိစုပ်ပြတ်တက်နေပါတယ်ဆိုတဲ့အခြေအနေမျိုးမှာတောင်းပါဘောနော်။ကိုညာကိုအပြစ်တက်ခေါ်ယူနိုင်ခဲ့ပြီဆိုတာကအတင်းတွက်တည်င်းကောင်းမှာအတင်းတွက်ကျွန်တော်တည်င်းကောင်းမှာဒါကြောင့်ဘောနော်မတ်တီးယပ်စ်ကိုညာရဲ့အပြောင်းရွှေ့အပြီးမှာမန်ချက်စတာယူနိုက်တက်ကတခြားဘာအပြောင်းရွှေ့တွေကိုကျွန်တော်တို့နော်ဆက်ပြီးတော့လုံနိုင်မလဲဆိုပြီးတော့ကျွန်တော်တို့ဒါစိတ်ဝင်စားစောင့်ကြည့်နေကြတာဗောလေ။ဆိုတော့ကိုညာနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရရင်ကိုညာဟာဒီယာဒီပရီးမီးယားလိပ်မှာဝူဘန်ဟန်တန်အသင်းအတွက်သူ33ပွဲကစားပေးထားတယ်။25ဂိုးသွင်းပြီးတော့ ျွန်တော်တို့ဒါ69ဖန်တီးပေးထားတယ်ပေါ့နော်အတင်းဟာတိုက်စစ်နေရာမှာဂိုးသွင်းနေတဲ့ကစားမားတွေကိုအမှန်ကန်လိုအပ်နေတာအခုလက်ရှိတော့ကျွန်တော်တို့ကကွန်ညာတို့လိုမျိုးဂိုးသွင်းနိုင်တဲ့ကစားမားတွေရောက်လာပြီပေါ့လေဆိုတော့ပြောရလို့ပဲ33ပွဲမှာ15ဂိုးသွင်း69ဖန်တီးပေးထားတယ်အဲ့ဒီရဲ့ရှေ့က2023 2024ရာသီမှာ32ပွဲကစားတဲ့72ဂိုးသွင်းပြီးတော့9ဂိုးဖန်တီးထားတယ်အဲ့ဒီရှေ့2022 2023ရာသီမှာ18ပွဲကစားထားတဲ့2ဂိုးပဲသူသွင်းနိုင်တယ် ညနှစ်ခုပဲသူသွင်းနိုင်တယ်ဆိုတော့သူ့အနေနဲ့ဘယ်လိုပြောမလဲဒီပရီးမီးယားလေးကိုရောက်လာတဲ့အခါမှာပိုပြီးတော့သူ့ရဲ့ quality တွေကိုကျွန်တော်ပြနိုင်လာတာเนาะကစားမကတော့ဒါ26နှစ်ရှိနေပြီဆိုပြီးမဲ့လို့အတင်းတော့လိုအပ်တဲ့အချိန်မျိုးမှာဒါကစားမကောင်းတယောက်ကိုကျွန်တော်တို့သာခေါ်ယူနိုင်ဖို့အတွက်အချိန်ကြီးကောင်းခဲ့တာပဲเนาะအချိန်ကြီးကောင်းခဲ့တာပဲဒါကြောင့်ဒီအပြောင်းရွှေ့မှာဆိုလို့ရှိရင်အတင်းတွေကျွန်တော်တော်တော်ကိုဝမ်းသာစရာပဲเนาะကျွန်တော်တော်တော်ဝမ်းသာစရာပဲဆိုတော့ဒီကစားမဖြစ်သူတွေအတင်းပါကပေါင်62.5သန်း စာချုပ်ပါယော်ကြီးကိုကျွန်တော်ပေးခဲ့တာပေါ့လေဆိုတော့ဒါဒီပြီးခဲ့တဲ့အပတ်အစောပိုင်းကလေးကအတင်းကဒါကိုသဘောတူညီခဲ့တာနောက်တစ်ကြောင်ရောဒီမာစတိုချင်းရင်ကုညာဟာမန်ချက်စတာယူနိုက်တက်ရဲ့ပထမဆုံးခေါ်ယူမှု ဖြစ်လာခဲ့ပြီးညီကလို့နေနေရောမက်တီးယက်ကုညာကိုအတင်းမှာဘလောက်ထိ ကျွန်တော်ဒါမျှော်လင့်ထားကြလဲဒီညမှာဘယ်လိုပြောမလဲကျွန်တော်တယောက်တည်းအနီနာနေဆိုလို့ရှိရင်ပေါ့နော်ဟိုနည်းနည်းကိုယ့်ရဲ့ expectation တွေကိုကျွန်တော်မျှော့ရှော့ချထားရမှာကိုကိုကိုမျှော်လင့်ချက်တွေပေါ့နော်ကျွန်တော်ရှော့ချထားရမှာဘာလို့လဲဆိုတော့ကျွန်တော်ရှေ့မှာလည်းအရာအလုံးကျွန်တော်ဒါတွေကကြုံပြီးသွားပြီကစားသမားကောင်းတယောက်ကျွန်တော်ရောက်လာတယ်ကျွန်တော်အများကြီးမျှော်လင့်ကြတယ်ထင်တယ်လို့ကျွန်တော်ဖြစ်မလာဘူးကစားသမားတွေကကျွန်တော်တို့မျှော်လင့်တဲ့အချိန် performance မပြနိုင်တော့တော်တော်တိုင်ပတ်တယ်ဆိုတော့လက်ရှိအသင်းကဘလောက်တိုင်ပတ်နေတယ်လဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဘယ်လိုပြောမလဲဘလောက်ဒီတိုင်ပတ်နေတယ်လဲဆိုလို့ရှိရင်ပေါ့နော်အဆင့်15နဲ့ရာဒီတိန်းနဲ့ ါအပြင်အဲ့ဒီကြုံနေရတဲ့ပြဿနာတွေကဟိုကစားမတယောက်ကိုခေါ်လိုက်နိုင်တာနဲ့အကုန်ပြောင်းလဲနိုင်မဲ့အရာတွေမဟုတ်တဲ့အခါကျတော့ကွန်ညာရောက်လာလို့ဆိုပြီးတော့လက်ရှိအတင်းမှာတိုက်စစ်ကြုံတွေ့နေရတဲ့ပြဿနာအကြီးကအချက်ချင်းပြေလည်သွားမှာမဟုတ်ဘူး။ဒါပေတော့ကွန်ညာဒီလက်ရှိမှာ left wing left number 10 route ကျွန်တော်ခေါ်ရတာတိုက်စစ်မှုစစ်စစ်ကခေါ်ကိုခေါ်မရမှာ။တော့ကွန်ညာရောက်လာပြီပဲကွာဆိုပြီးတော့ကျွန်တော်တို့နောက်နောက်ထပ်ပေါ့နော်အန်ပွေမှုလို့ကစားမတွေကိုခေါ်ဖို့မကြူပန်းတော့တာမျိုး ိုက်စုမှုစစ်စစ်ဒီကိုဖက်ပြီးတော့ခေါ်ဖို့မကြိုးပမ်းတော့တာမျိုးဒါမျိုးတွေကျွန်တော်လုပ်လို့မရဘူးအဲ့တော့ကွန်ညာရောက်လာရင်ဒါပါတော့ဗျာကျွန်တော်လက်ရှိခန္ဓာချုံနေတဲ့တရားဒီကို၁၀ကူရတယ်ထားရင်ကွန်ညာရောက်လာရင်15ကူလောက်မျှော်လင့်လို့ရရင်ရမှာပဲဟုတ်တယ်မလားနော်ကွန်20လောက်ကျွန်တော်မျှော်လင့်လို့ရရင်ရမှာပဲတိုက်စစ်စီကနေပြီးတော့ဒါပေမဲ့လို့ကွန်ညာရောက်လာလို့ဆိုပြီးတော့အတင်းမှာကြုံတွေ့နေရတဲ့ပြဿနာတွေအကုန်ပြေလည်သွားမှာမဟုတ်ဘူးတော့မတီးယက်ကွန်ညာဒီအတင်းရဲ့ပြဿနာတွေကိုတစိမ့်တစ်ပိုင်းတော့ဖြည့်ရှင်းပေးကောင်းပေးနိုင်လိမ့်မယ်။ဒါပေမဲ့လို့အကုန်လုံးတော့ဖြည့်ရှင်းနိုင်မှာမဟုတ်ဘူး။ ။ဒါလို့လည်းဆိုအသင်းမှာကြုံတွေ့နေရတဲ့ပြဿနာတွေကအများကြီး။ဒါကြောင့်မက်တီးယပ်စ်ကွန်ညာရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့အသင်းမှာတိုက်စစ်အားကောင်းဖို့အတွက်เนาะကျွန်တော်တို့ဒီပြောရရင်အားပြည့်နိုင်ခဲ့တဲ့အပြောင်းရွှေ့တစ်ခုလိုပဲကျွန်တော်တို့တတ်မှတ်ထားမှာ။ဟာငါတို့တော့ဟိနောက်ရက်ဒီမှာဟိုဟာလုံနိုင်တော့မယ်ဒါလုံနိုင်တော့မယ်သွားပြီးတော့ကျွန်တော်မျှော်လင့်လို့မရသေးဘူး။ဒါကြောင့် Matthias Kunya ရဲ့ဒီအပြောင်းရွှေ့ကကျွန်တော်ပြည်သက်တွေကြားထဲမှာဆိုလို့ရှိရင်ဖြစ်တင်လာတဲ့ပို့ပြီးတော့ expectation တွေမထားဘူးကျွန်တော် เนาะကျွန်တော်ပြောပြောခြင်းနေပေါ့လေဒါတော့လူတိုင်းကတော့ကိုကိုအမြင်ကိုယူဆနဲ့ကိုကွဲတယ်ဆိုပေမဲ့လို့တိုက်စစ်လူနေတဲ့ချိန်မှာဒီလိုတိုက်စစ်ကစားမကောင်တယောက်ရတာက ကောင်းတဲ့လက္ခဏာပါဒါပေမဲ့လို့ပြဿနာတွေအလုံးကိုဖြေရှင်းနိုင်မှာတော့မဟုတ်ဘူးဆိုတော့ကွန်ညာဒီမန်ချက်စတာယူနိုက်တက်ရဲ့လက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေကိုဘယ်လောက်ထိဖြေရှင်းနိုင်မယ်လို့ညီကလို့ထင်ကြလဲဆွေးနွေးကြပါဦးเนาะဒါအပြင်ကျွန်တော်တို့ဒီမတိုင်ခင်မှာလည်းသတင်းတခုတော့ထွက်လာတာပေါ့ရှိရပေါ့လေဒါကလည်းအခုအခုအတွက်တော့ကျွန်တော်မဟုတ်ပါဘူးအာတာတောင်းရှိသူတွေရဲ့ဘက်ကဘောနော် မန်ချက်စတာယူနိုက်တက်ကိုတနေ့မှာအခွင့်အရေးရှိလာခဲ့လို့ရှိရင်အမှန်ကန်ပိုင်ဆိုင်နိုင်ဖို့ပေါ့နော် မျောလင်းချက်ရှိနေသေးရယ်ဆိုပြီးတော့ကျွန်တော်တို့ကယူဆထားတယ်ပေါ့ဗျာကာတာရဲ့ဘက်ကတော့တနည်းမှာယူနိုက်တက်ကိုပိုင်ဆိုင်ရမယ်ဆိုတဲ့မျောလင်းချက်ကိုသူတို့လက်မလွတ်သေးဘူးပေါ့သူတို့မှာအခွင့်အရေးရှိသေးတယ်လို့သူထင်တယ်ပေါ့နော် အခွင့်အရေးရှိသေးတယ်အခွင့်အရေးရှိပြီဆိုတာနဲ့သူတို့အနေနဲ့ပိုင်ရှင်နေအဖြစ်ပြန်ဖြစ်ဖို့တွေသူတို့ကြိုးပမ်းမယ်ဘာညာပေါ့ဒါကတော့ဗျာဘယ်လိုပြောရမလဲ ဟိုတကယ်လည်းပဲကျွန်တော်မျှော်လင့်လို့ຢာကောင်းလေးရမှာပဲเนาะရကြင်မှာလည်းကျွန်တော်ရမှာပဲအခြားမဟုတ်ဘူးအခုသဖြင့်ဒီပိုင်ရှင်လက်ရှိ Ineos တို့ဘာလို့ရဲ့လက်အောက်မှာတတော်ကိုအသင်းကတိုင်ပတ်နေတာတိုင်ပတ်နေတာဆိုတော့ပူကောင်းနေပေါ့เนาะပိုင်ရှင်တွေကိုပြည်သက်တွေကလူကျင်ကြတာဗျာဒီဟွာနဲ့လည်းကျွန်တော်တို့ကသိသဘောမချကြတော့ဘူးအဲ့လိုမျိုးကြောင့်ဟိုအန်အန်ဂိုက်ထွက်လာတဲ့เนาะဒီအပြောင်းတရင်မျိုးဆိုတဲ့ခါကျတော့တိတ်ပြီးတော့ကျွန်တော်ဘာမှ မျော်လင်းလို့ကကျွန်တော်မရသေးဘူးနော်မျော်လင်းလို့ကကျွန်တော်မရသေးဘူးဒါကြောင့်အဲ့ဒီပိုင်ရှင်နေနဲ့ပတ်သက်လို့ပေါ့နော်တနင်္လာခါအတိုင်းအတာတစ်ခုကြီးတော့ကျွန်တော်သာစောင့်ကြည့်အောင်ပါပါထူးထူးခြားခြားကြီးတော့ကျွန်တော်ပေါ့နော်ဘာမှတော့မျော်လင်းစရာတော့ကျွန်တော်မရှိသေးဘူးပေါ့လေနောက်တစ်ခုကလည်း Manchester United ရဲ့ဘက်ကတော့ပေါ့နော်လာမယ့်နွေရာသီအပြောင်းအရွှေ့ဒီနွေရာသီအပြောင်းအရွှေ့မှာတောင်မန်ကစားမဖြစ်တဲ့ကာနာချိုကိုလက်လွတ်ဖို့အတွက်ပေါင်းပေါင်းတန်း40လောက်ထိရဖို့မျော်လင့်ထားတယ်ပေါ့နာပိုလီရဲ့ဘက်ကတော့အမှန်ကန်ခေါ်ခြင်းနေပြီးတော့ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း ါခေါ်ရလူနီးပါတီနီးဆက်ခဲ့တယ်။ဒါပေမဲ့လည်းလို့ပေါ့နော်လက်ရှိသူတို့ကပဲထိတ်ဆုံးကနေပြီးတော့ခေါ်နိုင်ဖို့အတွက်ရေပန်းစားနေလို့မယ်။ချက်စီတင်ရဲ့ဘက်ကလည်းကာနာချူရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်မှုတွေရှိနေတယ်။ဒါပေမဲ့လို့ပေါ့နော်မန်ချက်စတာယူနိုက်တက်ဟာကစားမဖြစ်သူကိုလက်လွတ်သွားမှာမှန်ပေမဲ့လို့ပေါင်တန်း40ထိရဖို့မျှော်လင့်ထားတယ်ပေါ့ကျွန်တော်ကတော့ဗျာအသင်းအနေနဲ့ပေါင်တန်း40တဲ့ပို့ပြီးတော့ညားတဲ့ပမာဏတစ်ခုနဲ့ကျွန်တော်ရအောင်ခေါ်ဖို့ကြိုးပမ်းမှာဒီလားအခုကကဘယ်လိုပြောရမလဲ ပေါင်သန်း40ဆိုတာကမှန်ပါတယ်အချိန်ကြီးကောင်းပါတယ်ဒါမြဲတယ်လို့ဒီထက်ပို့ပြီးတော့ကြောက်အောင်ကျွန်တော်ကျိုးပန်းမှာကစားမကကုမတက်20ပဲရှိသေးတာအများကြီးကျွန်တော်ပို့ပြီးတော့ကောင်းလာနိုင်ဆိုရင်ရှိသေးတယ်ဗျာဒီလိုဆိုတော့ကစားမလေးကသူကိုယ်တိုင်ကြိုးစားရင်တို့အတင်းဘက်ကလည်းကစားမနဲ့အဝန်ခွင့်ကျဖြစ်တဲ့အရာတွေဖန်တီးပြနိုင်ရင်ကစားမရဲ့ quality တွေကိုကျွန်တော်ကောင်းကောင်းအသုံးချနိုင်ရင်ပေါ့လေတူတူလေးပဲလက်ရှိမှာအတင်းဘက်ကတော့ပေါင်တန်း40လောက်နဲ့တင်ကိုကာနာချူကိုလည်းလွတ်သွားဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်